အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audiobooks Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆရာကြီးအောင်တင်ရဲ့အနာဂတ်ကိုမကြောက်နဲ့ဆိုတဲ့စောင်းပါတိုလီကိုဖတ်ပြပေးကြပါရရှင်။အနာဂတ်ကိုမကြောက်နဲ့ကုတုကန်ဆောင်းမလို့ထောင်းကြ။ကျွန်တော်အကြောင်းကိုတူတူပဲပြောလိုက်ပါရစေအောင်မြင်။ကျွန်တော်ဖခင်ကဒုဗမာအစီယုံဝင်တခင်ညီမောင်နဲ့ ကျွန်စာကျွန်ပညာရေးဆိုတဲ့အတန်းတွင်မုံမုံနေချိန်မှာကျွန်တော်ကစတုထတန်းအောင်လာခဲ့တယ်။ကျွန်တော်တို့ခေတ်ကတမ်းမြင့်ကြောင်း၃မျိုးရှိသည်။မြန်မာစာမအပါကျန်ပါတာအာလုံကုန်အင်္ဂလိပ်လူကြီးတင်သောမစ်ရှင်ကျောင်းကြီးများကဲ့သို့သောအင်္ဂလိပ်ကျောင်းအင်္ဂလိပ်မြန်မာနှစ်ပါးသာသည်အထက်တန်းကျောင်းအာလုံမြန်မာလူကြီးသာသင်ရသောတိုင်းရင်းမြန်မာအထက်တန်းကျောင်းဤ၃မျိုးတွင်ကျွန်တော်အဖေကြီးမောင်က ကျွန်တော်ကမြန်မာချက်တန်းကျောင်းတွင်သာခြားခဲ့သည်။တခင်စိတ်ကြောင့်လည်းဖြစ်နိုင်သည်။အင်္ဂလိပ်မြန်မာနှစ်ဘာသာသင်ကြားကျွန်တော်တို့မြို့အခေါ် အင်္ဂလိပ်ကျောင်းကငွေကုန်ကြေးကျအတိုင်းငယ်ပုံများသောကြောင့်အင်တွင်စီးပွားရေးကျနေခြင်းမို့လည်းဖြစ်ကောင်းဖြစ်ပါလိမ့်မည်။တိုင်းရင်းမြန်မာချက်တန်းကျောင်းတွင်အင်္ဂလိပ်စာကုန်အပေါ်ဘာသာအဖြစ်သင်ချင်သင်မသင်ချင်နေသင်ပေးနေသေးသောကြောင့် ABC ဘာသာလောက် နာမည်ဖတ်ကြားလောက်ကိုတော့တက်ခဲ့ပါသေးတယ်။ကျွန်တော်တက်ခဲ့တော့အင်္ဂလိပ်စာအခြေခံလောက်ကို စာဖတ်သူတည်ထားအောင်ပြောလိုက်ရပါဦးမည်။ He, she, ဆိုရာမျိုးတွေလောက်ကို ကျွန်တော်သိနေသည်။သို့သော do, does စသည်တို့ကိုဘလိုနေရာမျိုးတွင်သုံးရသည်ကိုကျွန်တော်လုံးဝမခွဲခြားတက်ခဲ့။အတွေ့အကြုံမှတ်သားလေးတွေကြောင့်မြင်၊ကြောင်၊ကြွ၊ငှက်စသည့်စကားလုံးများလောက်ကိုတော့အင်္ဂလိပ်လိုသိနေသည် ဆိုပါစို့။ ျွန်တော်အင်္ဂလိပ်စာအခြေခံကထိုးမြတာဖြစ်တယ်။စစ်ကြီးပြီးတော့ထိုးစင်ကတက်ကြတော့လူငယ်တိုင်းလွတ်လပ်ရေးလှုပ်ရှားမှုကြီးတွင်ပါဝင်ခဲ့ကြသည့်အတိုင်းတက်ကြတော့မောင်အောင်တင်သည်လည်းပြည်သူရဲဘော်အောင်တင်ဖြစ်သွားပါလေတော့သည်။နောက်တော့ပါတီစည်းရုံးရေးတွေဝင်လာသည်တွင်ဆိုရှယ်လစ်ပါတီဝင်ဖြစ်သွားလေသည်။ဒီခါကျတော့မှ အင်္ဂလိပ်စာတက်ချင်းလိုက်သည်မှဖြတ်ဖြတ်လူနေတော့သည်။သို့တော့လူပြိုရဲလဲရောက်နေ။ နိုင်ငံရေးတဲလေးရောက်နေဘလို့လုတ်ပြီးတင်နေနိုင်တော့မလဲဒီအတိုင်းမဲမျောပါနေရတော့တယ်မမိနေတာလေးတခုပြောလိုက်ရအောင်မြင်နောက်ပိုင်းမှာရန်ကုန်ဖက်နိုင်ငံရေးတင်နှံတွေဘာတွေတရင် ရောက်လာတော့တက္ကသိုလ်ကိုမြင်နိုင်တက္ကသိုလ်ကျောင်းသားတွေကိုတွေ့လိုက်တိုင်းစိတ်အားငယ်ခြင်းဝမ်းနည်းကြည်ခွဲခြင်းဖြစ်ခဲ့မိရသည်1949လောက်တွင်ပြည်ရင်းတောင်းကျမ်းမှုကြီးအရှိန်ဟုံမြင်လာတော့ ကျွန်တော်ကတရက်မျိုးရင်ခရိုင်စီယုံရင်မှုအဖြစ်ရောက်နေသည်တရက်ကိုရောင်ဆောင်တဲ့ပုံတွေကတိန်တော့ကျွန်တော်ဇာတိတောင်တွင်ကြီးတို့ပြန်လာခဲ့သည် အမှန်ကရန်ကုန်ဖက်ကိုဆင်းလိုက်တယ်ကျွန်တော်ကောင်းကောင်းကြီးလွတ်နိုင်ကြောင်းကျွန်တော်သိသည်သို့တော့ကျွန်တော်နိုင်ငံကြီးကိုစိတ်ပြတ်နေပြီလွတ်လပ်ရေးလှုပ်ရှားမှုတွင်ဝင်ပါရင်ကြောက်ကြမ်းပါတီနိုင်ငံကြီးကရက်ထဲရောက်သွားသည့်အဖြစ်မှယုံထွက်ချင်လာပြီထို့ကြောင့်တောင်တွင်ကြီးတို့ပြန်လာခဲ့ခြင်းဖြစ်သည် တီးခါကကြောင်းတွင်ကြီးမျိုးကိုရဲဘော်ဖြူများကတင်ပိုက်ထားသည်ကျွန်တော်တို့ကလည်းဘာမျှအနောက်ရှံမပေးပါလွတ်လပ်စွာနေခွင့်ရပါသည် နောက်ပိုင်းတွင်တော့သူတို့စီရင်နိုင်ငံရေးအခြေအနေပြောင်းလာ၍လားမသိကျွန်တော်တို့ကခဏလောက်လိုက်ခဲပါဟုပြောပြီးလင်ဖမ်းမိထောင်ထဲထည့်လိုက်ပါတော့သည်ကျွန်တော်တို့ဆိုဒီမှာအလုံးရှိရောက်ဖြစ်သည် ကျန်လူများကိုစရင်ထိုးပြမနေတော့ပါ ကျွန်တော်ဘဝအတွက်အလှည့်ပြောင်းကြီးကိုဖြစ်သွားစေမည်တောင်တွင်ကြီးသခင်ကြော်စိမ်မှာအတူအဖန်ခံရပြီထောင်ထဲပါလာခြင်းဖြစ်ပါသည်ပထမတော့ကျွန်တော်တို့လည်းနှက်ပြန်တပတ်ခါပဲပြန်လွတ်တော်မလို့လုံးချင်းစားမိကြသေးသည်နောက်တော်မမျောလင်းတော့ပါဒီလိုနဲ့ချောင်းနေတွင် အင်္ဂလိပ်စာကိုသခင်ကြော်စိမ်ထံမှသင်ယူရပါတော့သည်သခင်ကြော်စိမ်ကစစ်မဖြစ်မီကပင်ဆယ်ရန်အောင်ချခဲ့ပြီစာဖတ်လဲဝါသနာပါလီတော့ ဘဟုတုတ္တအတွေ့ခေါ်အလွန်ပြည့်စုံသူဖြစ်သည်သူတင် जा ပေးသမျှကို ကျွန်တော်ကလည်းစူးစားပန်းစားမှန်ယူသည်တခုရှိသည်ကချောင်းထဲတွင်ဆရာတပည့်မခွဲမခွာတူနေရသည်ဖြစ်လေတော့မိစရာရှိရင်လှမ်းမေးလိုက်ရုံပဲဖြစ်သည် အပြင်မှာပဲကျူရှင်ဆရာနှင့်တင်တင်မရနိုင်သောအခွင့်ထူးကြီးကိုရနိုင်သည်ဟုဆိုနိုင်ပါသည်အပြင်တွင်ဖြစ်နေသောနိုင်ငံရေးစည်ရေးအခြေအနေအရကျွန်တော်တို့မှလည်းမကွေးထောင်ပြီးထောင် တရက်ထောင်စသဖြင့်မကြာခဏပြောင်းရပါသည် အချို့နေရာများတွင် အချိန်နည်းရစာတင်ခွင့်မရပါသို့တော်လည်းစာတင်ခွင့်ကလေးနည်းနည်းရလိုက်သည်နှင့်ကျွန်တော်ကတင်ယူခဲ့ပါသည်ဤသို့နှင့်ထောင်ထဲတွင်ခဏလခန့်နေခဲ့ရရလေးလလောက်ကောင်းစွာတင်ခွင့်ရခဲ့ပါသည် ကျွန်တော်လဲဆယ်တန်းပြထန်းစာလောက်ကိုလွယ်လွယ်ကူကူဖတ်နိုင်သည့်အချိန်လေးထိရောက်သွားခဲ့ပါသည်။ထောင်အပြင်ရောက်လာတော့ အင်္ဂလိပ်သတင်းစာတွေကို အကြောင်းအရာလျောက်အတော်ကြီးဖန်နိုင်လာကြောင်းတွေ့ရပါသည်ကျွန်တော်နှင့်ချောင်းနေဖန်များကအီးမြလောက်သောအချိန်ကလေးတွင်အီးမြလောက်တက်မြောက်သွားသည်ကိုကြံ့တော်ပြောကြပါသည်စင်စစ်ကျွန်တော်ကညံကောင်းလွင့်၍မဟုတ်ပါတချောင်းထဲသောစိတ်နှင့်ဆန္ဒပြင်းစွာကြိုးစားခြင်းချောင်းထဲတွင်ထည့်ထားလိုက်သောကြောင့်အခြားထွေထွေရရပါကိစ္စမှမရှိပဲအချိန်ပြည့်လုံနေနိုင်ခြင်းစာတီတို့ကြောင့် အင်းမြမြန်မြန်တက်မြောက်ခဲ့ခြင်းဖြစ်ပါသည်ထို့နောက်ကျွန်တော်ဆယ်တန်းအောင်တက္ကသိုလ်ရောက်မဟာဝိဇ္ဇာအောင်တက္ကသိုလ်မှဆရာဖြစ်နောက်ပြီးစာရေးဆရာဖြစ်1949ခုကရဲဘော်ဖြူတို့ဤဖန်ဆီခြင်းကိုသာမခံခဲ့ရလင်ကျွန်တော်ဒီအဖြစ်မျိုးဒီအခြေအနေမျိုးရောက်မလာနိုင်ဟုမကြာခဏတွေးမိပါသည်ထို့ကြောင့်ကုသိုလ်ကံဆောင်မလို့ထောင်ကြားဟုဆိုလိုက်ရခြင်းဖြစ်ပါသည် ဘေးရင်သဘောနဲ့သာပြောလိုက်ကြမည်ဆိုရင်စာတာညှိုးကံကြမ္မာဆိုခိုင်မုံထိတ်ခတ်ကြိုချီအချုံအနှောင်ခံရသည် ဟုဆိုရပါတော့မည်တရုတ်ကွာစာကြီးကျွန်တော်မှတ်သားမှုသောတရုတ်ပညာရှိကြီးလင်းယူတန်ဤပုံပြင်ကလေးတစ်ခုကိုထည့်ရေးလိုက်ရပါဦးမည်တခါကရွာကလေးတစ်ခုတွင် တရုတ်အဖိုးကြီးသားဖာနှစ်ယောက်ရှိကြသည်သူတို့ကမြင်မွေသည်တနေ့ရင်တော့မြင်းတကောင်ပျောက်သွားသည် အင်းနှင်းချင်းတွေက တရုတ်ကြီးကိုတနာကြသည်စိတ်မကောင်းပါဘူးဗျာခမားကန်ဆိုးရှာတယ်ဘာဖြစ်လို့ကန်ဆိုးတယ်ပြောတာလဲခမားမှာမြင်းတကောင်ပျောက်သွားတယ်မဟုတ်လားမြင်းတကောင်ပျောက်တာနဲ့ကန်ဆိုးတယ်လို့ခမားဘာကြောင့်ပြောနိုင်တယ်လဲဤတို့လင်းလုံးလေပတ်ချလိုက်နေတော့သည်အင်းနှင်းချင်းတွေကလည်းကွာစာကြီးဆိုပြီးဘာမှဆက်မပြောကြတော့ဒီလိုနဲ့တပတ်၁၀ရက်လောက်ကြာတော့ညင်းဆိုဒီမှာအဖို့ခင်မင်တက်သည့်တတော်အဖြစ်ကြသည့်အတိုင်း ပျောက်သွားသောမြင်းပြန်ရောက်လာသည်။ရောက်လာတော့တကောင်နဲ့မဟုတ်ညင်းရိုင်းတကောင်အပေါ်ပါလာသေးသည်။ဒီတော့အိမ်နီချင်းများကခမရကန်ကောင်းနေဗျာ။ဘာဖြစ်လို့လဲ။ခမရမှာမြင်းတကောင်တိုးလာတယ်လေ။မြင်းတကောင်တိုးတာနဲ့ကန်ကောင်းနေလို့ဘာကြောင့်ပြောတာလဲ။ရှင်နီအတိုင်းပင်။ကွာစာကြီးကိုဆက်မပြောတော့။ဒီလိုနဲ့နောက်ရောက်လာသောမြင်းရိုင်းကိုတားဖြစ်သူကစီကောင်းခြင်းရ။မြင်းပေါ်ကလိန်ချပြီ။ ခြေကျိုးသွားသည်နှင့်ခြေထောက်ကလေးထော်နေဖြစ်သွားရှာသည်အိမ်နီးချင်းတွေကစိတ်မကောင်းကြခမရကန်ဆိုးရဗျာဘာဖြစ်လို့လဲခမရမှာဒီသားတယောက်ပဲရှိတာခြေကျိုးသွားတာကိုကျုပ်သားခြေကျိုးတာနဲ့ကန်ဆိုးတယ်လို့ဘာကြောင့်ပြောနိုင်တယ်လဲရှင်းနေအတိုင်းကွာစာကြီးကိုဆက်ပြီးဘာမှမပြောကြတော့ချင်းဒီလိုနဲ့တနေ့တော့ပြည်내ချင်းစစ်ဖြစ်ကြရပြည်내ဧကရိကာ တနေလုံးရှိရဲရင်တမသူလူငယ်မှန်သည်စစ်ထဲလိုက်ရမည်ဟု အမိန်ထုတ်ပြန်ခေါငင်းသွားရာသူသားကလေးတစ်ယောက်သာခြေထောက်ထော်နေဖြစ်နေသောကြောင့်ချမ်းသာရာရခဲ့သည်ဒီတော့အိမ်နီးချင်းတွေကတရုတ်ကြီးကန်ကောင်းနေလင်းယူတန်ကကန်ဆိုးသည်ကန်ကောင်းသည် ဆိုသော အချက်မျိုးကိုညသောအဖြစ်အချိန်ကဆုံးဖြတ်ပါသည်ဟုဆိုလိုကြောင်းသိသာလာပါသည် လှသလောက်အတွေးပါသောပုံပြင်ကလေးမုံကျွန်တော်အလွန်နှစ်သက်မိပါသည်မြောက်လောင်းပုံနာကြီးတခါတော့ပုံနာကြီးတယောက်သည်မျက်စွာဖျားထန်ရောက်လာပြီသူသက်ဘလောက်တွင်သိရမည်ဒေဝီနောက်ဘေဘဝသို့ရောက်မည်ဆိုသည်ကိုဟောကြားပေးပါရန်လျှောက်ထားတောင်းပန်လေသည်မျက်စွာဖျားကလည်းမြည်သည့်အသက်ရွယ်ရင်းသိမည်တေးပြီးနောက်အီမီတော်တော်ကြီး၌မြောက်ကြီးဖြစ်လိမ့်မည်ဟုမိန်တော်မူလိုက်သည် တေးရမည်အသက်ပိုင်းချကိုလုံမီပါလေမတည်သေးသောအခါပုံနာကြီးကဖယားရှင်ထံပြန်ရောက်လာပြီဖယားမိန်လိုက်သည့်အသက်တွင်မတည်ပဲရှိခဲ့ကြောင်းလျှောက်ထားပြန်သည်ဒီတော့ဖယားရှင်ကအသင်ပုံနာငါဟောလိုက်ပြီးသည်နောက်တင်မီတိအမှုများကိုပြုသည်။အရှင်ဖယားဟောလိုက်သည့်အတိုင်းနောက်ဘဝတွင်မြောက်ဖြစ်သွားသည်ရှိသောချမ်းသာစွာနေနိုင်ရန်ထိုးတော်ကြီးတို့တွားပြီးလင် ရေကန်များကိုလည်းတူပါသည်ချိုးမြိန်သောတီးပင်စားပင်များကိုလည်းစိုက်ပျိုးထားပါသည် ယခုဆိုရင်ချိုးတော်ကြီးမှာအလွန်တရားလျက်ကြီးငှက်တတော်အပေါင်းတို့ပြောမိရာတော်ကြီးအဖြစ်သို့ရောက်ရှိနေပါပြီဖျာအသင်ပုံနာတင်ယခုတိုင်းတင်အသက်ရှင်လျက်ရှိနေသေးသည်မှာထိုကုသူကြောင့်ဟူမှလောဤဝတ္ထုကိုထောက်လိုက်ရင်အတိတ်ကံကိုလည်းပြည့်စုံပန်းကံကထိုက်တင်တဲ့လောက်ပြုပြင်နိုင်စွမ်းရှိကြောင်းထင်ရှားပါသည် တရောင်းစားမောင်နှံတနေတော့မြတ်စွာဘုရားသခင်ကျောင်းတော်စွန်းစားစီရဲ့အနီး၌စွန်းကျွန်းစွန်းကြံကလေးများကို တောင်းယူရန်စောင့်နေသောတရောင်းစားမောင်နှံကိုဘုရားရှင်ကမြင်တော်မူ၍ပြုံတော်မူသည် အရှင်အာနန္ဒာကလျှောက်ထားမိမြန်တော်အခါဘုရားရှင်ကချစ်သားအာနန္ဒာဤဇနီးမောင်နှံသည်နှစ်ဖက်မိပါရောမှရသောအမွေအားဖြင့်ကလေး၈၂တွင်ကျဲဝသောဇနီးမောင်နှံတို့ဖြစ်ခဲ့ကြ၏ ပထမအရွယ်တွင် လောကီချမ်းသာကိုလိုရွေအားထုတ်ခဲ့သည်ရှိသောဤနေပြည်တွင် ပထမအဆင့်ကျွဲဝါသောတထိန်မောင်နှံတို့ဖြစ်ခဲ့လျာ၏လောကုတ်တရားချမ်းသာကိုလိုရွေအားထုတ်ခဲ့သည်ရှိသော လင်သည်အရဟတမတ်ကိုဆိုင်၍မရသည်အနာဂါမိတ်မတ်ကိုဆိုင်ရ၏ဒုတိယအရွယ်တွင် လောကီစီးပွားကို အားထုတ်သောဤနေပြည်တွင်ဒုတိယအဆင့်အကျွဲဝါဆုံးသော တထင်းမောင်နှံဖြေရည်လောကုတ်တရားစည်းပွားကိုအာထုတ်သောလင်သည်အနာဂါမိမမယားဖြစ်သူသည်သောကြပတိမကိုဆိုင်ရလိမ့်ဤယခုက အခါလွန်လေးပြီးဖြစ်တော်ကြောင်းရေခမ်းခြောက်နေသောအိုင်အနီ၌ငေးမိုင်နေသောပြိုင်းအိုမောင်နှံပမာဖြစ်နေကြလိမ့်ပြီးအာနန္ဒာဤဝတ္ထုကိုတေချာသုံးသပ်ကြည့်လိုက်မည်ဆိုလျှင်အတိတ်ကပါလာသောကောင်းမှုကုသိုလ်ကံတို့ကို ပြစ်စုံပံကံကမြင့်နိုင်ကြောင်းသိသာလာပါသည်သူတို့မောင်နှံ၏အကျိတ်ကုတုကံကြီးမှလိုက်ပုံမှာအံ့ဩလိုမဆုံးနိုင်အောင်ပင်ဖြစ်သည်စင်စာချေပုံလောကုတ်တရားချမ်းသာကိုလိုချင်လေမတ်ဖို့ကိုရနိုင်သည်ဆိုတော့တိမြကြီးမြင့်သောပညာဉာဏ်ပါရမီမှာမအံ့ဩလောက်ပေးဘူးလားပြစ်စုံပံကံကအဟုတ်မဟုတ်လေတော့ထိုးထိုးသောဘဝပါရမီရောမှာတဲရည်သွန်းဖြစ်သွားရလေတော့သည် မစီမဆိုင်ဟုဆိုခြင်းလဲဆိုပါတော့လင်းယောက်ျားအဟုတ်မဟုတ်တော့ကြောင်းဇနီးတဲ့ဖက်ကပါလာတော့ပါရမီလေးပင်ပြုတ်ပြုတ်ပြုံးသွားရှာလေတော့ကြောင်းလင်းထက်မရားကို ပိုးလို့တော့ကျွန်တော်ကတနာနေမိပါသည်ထို့ကြောင့်ကျွန်တော်တပည့်မကလေးများကိုလင်းရွေးမကောင်းရင်ကို့မှာပါလာတာလေးတွေဟုသမျှစီးစိန်သားမကပါရမီပါပြုတ်ပြုတ်ပြုံးသွားတတ်သည်ဟုဤနိပတ်တော်ကလေးကိုတာတကပြွေ၍တရိပ်ပေးမိလေးရှိပါသည် ကျွန်တော်ကလူငယ်တွေအတွက်အားကျုံးမှန်တဲ့စူးစားပန်းစားစာရေးနေသည်ကိုစာဖတ်သူများသိနေကြပြီဖြစ်ပါသည်။ထို့ကြောင့်လူငယ်များဘက်သို့တစ်ချက်လှည့်ပြီးပြောလိုက်ပါရစေ။ကျွန်တော်ကိုခွန်လွတ်ကြပါ။ယနေ့ចောင်းသားငယ်များဆရာကြီးပီမိုနေဤအကျိတ်တွင်အလုံးလုံးလို့မရ။အနာကတ်တွင်လည်းအလုံးလုံးလို့မရ။ကျဆုပ်ပံမာတာအလုံးလုံးလိုရလေသည်ဟူသောစကားကိုမှတ်မိကြလိမ့်မည်ထင်သည်ထုံမြမကကျဆုပ်ပံသည် အကျိတ်ကံကိုလည်းထိုက်တင်သလောက်ပြုပြင်နိုင်သည်အနာဂတ်ကိုလည်းပုံလောင်းနိုင်သည်ဟုသောအချက်ကိုလည်းခိုင်ခိုင်မာမာယုံကြည်ထားတင်သည်ဝတ္ထုတပုတ်ဤရှေ့ဖြစ်မြင့်ဇလံကိုစာမျက်နှာကြော်ဖတ်လို့ရနိုင်တော်လဲဘဝတွင် စာမျက်နှာကြော်ဖတ်လို့ရနိုင်သည်မဟုတ်ပြစ်ဆုတ်ပန်တာလင်ကိုလက်ထဲမှာရှိသည်မိမိဘဝအချိန်ဒီမှာဆင်းရဲနှံပါကောင်းနှံပါနေပါလိမ့်မည်လူမှုရေးအဆင့်နှိမ်ပါကောင်းနှိမ်ပါနေပါလိမ့်မည် အတိတ်ကံအရာဖြစ်လာရသည် ကိုဘာမှမတတ်နိုင်ဟုသဘောထားလိုက်ပါသို့သော ကိုတတ်နိုင်သည်က ပြစ်ဆုံးပန်းဖြစ်သည်ယနေ့ရေကာမောကပြုမူလိုက်သောကိစ္စတစ်ခုသည် နောင်သောအခါကြည်ကွဲစရာသို့မဟုတ်ထိတ်လန့်ဆိုရင်စရာဖြစ်ခြင်းဖြစ်လာတတ်သည်ယနေ့ထိတ်လန့်ဆိုရင်ရသောပြဿနာတစ်ခုသည် နောင်သောအခါဝမ်းမြောက်ရွှင်မြူရသောအဖြစ်ထွက်ခြင်းထွက်နေတတ်သည် လွယ်လွယ်ဥပမာတစ်ခုကိုပေးလိုက်ခြင်းသည် မိန်းကလေးတယောက်ချစ်သူနဲ့ခိုးရလိုက်ပြေးမိကုန်မိဘတွေတီးသွားတော့ကြောင်းမလိုက်ဖြစ်ငိုလိုက်ရသည်မှနေနေညာညာဘဝတစ်ခုလုံးသွားပါပြီပေါ့နောက်နှစ်အနေငယ်ကြာလာလိုက်တော့ထိုးစင်ကမတော်တဆများခိုးရလိုက်သွားခဲ့မိလင်းဟုပြန်တွေးပြီအမလီဖယားမပေလို့ဟုထိတ်လန့်ရင်တုံမိတာမျိုးတွေခဏခဏတွေးရကြသည်ထို့ကြောင့်အချင်းနဲ့ခစ်တွေကိုလွန်ဆန်းမိမရက်တည်နိုင်သော လူဘဝတွင် အနာဂတ်ကိုစင်ချင်ညာနဲ့လှမ်းမြော်ပြီးပြည့်စုံပန်ကာလကိုအဖို့တန်အောင် လုပ်နေရန်သာလိုအပ်သည်ထို့ကြောင့်အနာဂတ်ကိုကြောက်နေစရာမလိုဂယုတစိုက်တန်ဖိုးထားရမည်မှာပြည့်စုံပန်သာဖြစ်သည်ဟု လူငယ်များအားစကားဆိုလိုက်ရပါသည်ဟုတ်ကဲ့ကျမခုဖပြပေးသွားတာကတော့ဆရာကြီးအောင်တင်ရဲ့အနာဂတ်ကိုမကြောက်နဲ့ဆိုရင်ဆောင်းပါးတူလေးပဲဖြစ်ပါရဲ့ရှင် ားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။